စပင်ကျန်းနာတွေ၆တွေ့ဖွာလန်နေတဲ့စပင်တွေနဲ့အရင်အသေးမဲ့တဲ့စပင်တွေဟာတင့်ရဲ့ဆန်သားပျက်စီးနေတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။တင်မဒီလိုလက္ခဏာတွေဖြစ်နေပြီဆိုရင်တော့အခုဖော်ပြပေးမယ် hair spray လေးကကူညီပေးနိုင်ပါလိမ့်မယ်။ဒီ spray လေးပြုလုပ်ဖို့အတွက်လိုအပ်တာတွေကတော့လက်ဖက်စိမ်းတစ်ခွက်စာတမန်ရည်ခွက်တော့ဝက်စာနဲ့ Rosemary Essential Oil 50ခန့်လိုအပ်ပါတယ်။ Antioxidant ကျွဲဝါတယ်လက်ဖက်စိမ်းဟာစပင်တန်စီပြီးတော့စပင်ကျွတ်တာကိုရောကျစေပြီးဆန်သားတောက်ပြောင်းလင်းလန်းနိုင်စွမ်းရှိပါတယ်။လက်ဖက်စိမ်းကိုအလှကုံတော်တော်များများမှထည့်သွင်းအသုံးပြုကြသလိုအခုဖော်ပြမယ်တဘာဝအင်ဒရီနီလန်လေးတွေအနေနဲ့လည်းအသုံးပြုနိုင်ပါတယ်။လက်ဖက်စိမ်းဟာအရေးပြားနေကျန်းမာရေးအတွက်သာမကစပင်တန်စီဖို့အတွက်ပါအကောင်းဆုံးအရာပဲဖြစ်ပါတယ်။ ဗီတာမင် E နဲ့ဗီတာမင် C ကျွဲဝစွာအခြေခံထားတဲ့လက်ဖက်စိမ်းဟာ၆သိပ်ပျက်စီးနေတဲ့စပင်တွေကိုပြန်လည်ပြုပြင်ပေးနိုင်ပြီးတော့အပြားတွေလည်းနှစ်ခွမဖြစ်နိုင်အောင်ကာကွယ်ပေးနိုင်ပါတယ်။တမရရီဟာဗီတာမင် C, ဗီတာမင် B1, B2, B3 နဲ့ B5, B6, B12 လိုမျိုးဗီတာမင်မျိုးစုံနဲ့အာဟာရဓာတ်တွေကျွဲဝတာကြောင့်ဥယျာဉ်ပြားသွေးလည်ပတ်မှုကိုကောင်းမွန်စေဖို့အတွက် ကူညီပေးနိုင်ပြီးစပင်ဆုံးရှုံးမှုမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ Rosemary Essential Wine ကလည်းစပင်နဲ့အရေးပြားအတွက်ကောင်းကျိုးများစွာရှိပါတယ်။စပင်တန်စေတဲ့သဘာဝအာနိသင်တွေလည်းများစွာပါဝင်ပါတယ်။ဖက်စင်တစ်ခွက်စာကိုကြိတ်ချပြီးတော့အရင်ညှိယူကပကံလုံးတစ်လုံးနဲ့ကိုထည့်ပေးပါ တမယာရီခွတ်တဝက်စာကိုအဲ့ဒီအထည်ကိုပေါင်းထည့်ပြီးတော့မှုပေးပါ။မှုနေစင်မှာ Rosemary Essential Oil 50ခန့်ထပ်ပြီးတော့ပေါင်းထည့်ပေးပါ။ရရှိလာတဲ့အရေးကိုတော့ Spray ဘူးအလွတ်တစ်ခုတည်းကိုထည့်လိုက်မယ်ဆိုရင်တော့အသင့်သုံးစပင်ဖြန်းစည်းလေးရပါပြီ။ဒီစပရေးလေးကိုရောင်ရမ်းနေတဲ့အနာရှိရဲ့ဥယျာဉ်ပေါ်ကိုမဖြန်းပါနဲ့ တမရရေးကြောင့်အနာဟာဆက်ဖြင်းဖြင်းဖြစ်သွားစေနိုင်လို့ပဲဖြစ်ပါတယ်။စပင်အညိုရောင်ဂျာမမဟုတ်အခြားအရောင်တမျိုးမျိုးဆိုထားရဲဆိုရင်တော့ဒီ spray လေးကိုအသုံးပြုလို့မတင်ပါဘူး။ဘာကြောင့်လဲဆိုရင်အရောင်ကိုပြေးသွားစေနိုင်တဲ့အတွက်ပဲဖြစ်ပါတယ်။ဒီစပရေးလေးကိုဖြန့်ပေးတဲ့အခါမှာဥယျာပြပေါ်မှာဖြန့်ပေးနေစန်သားရီဘူကိုသာဖြန့်ပေးတင်ပါတယ်။ဥယျာပြတ िश ူတွေချွေးပေါင်းမပိတ်စေဖို့အတွက်ကတော့ organic ပစ္စည်းစစ်စစ်ကိုသာအသုံးပြုပေးပါ။